အော်တိုဘလာ၁၂ရက်နေ့နေကင်းပိုင်းအတွက်လူ့တစ္ဆာချန်နယ်ကနေပြီးတော့နောက်ဆုံးရတော်လိုင်းသတင်းတွေကိုထုတ်လုပ်တင်ဆက်ပေးပါရမယ်။ကျွန်တော်တို့ရဲ့ channel ကိုလက်အင် subscribe လုပ်ပေးဖို့ကိုလည်းမေတ္တာရပ်ခံပေးရသေးခင်ဗျာ။ဒီနေ့တင်ပြပေးမယ့်သတင်းတွေကတော့ဒီအကြမ်းဖက်စစ်တပ်ကပြည်သူ့စစ်ဗျူဟာနဲ့တိုင်းဒေသအချင်းချင်းပြည်သူအချင်းချင်းတိုက်ခိုက်သွေဖို့တွေးထိုးလှုံ့ဆော်နေတယ်လို့ KIO ပြောရေးသူဝင်ရှိသူဘုံကြီးနော်ဘူးကပြောပါရတယ်။ ။နောက်လေးမျက်နှာမြို့နယ်မှာတိုက်ပွဲတွေပိုပြင်းထန်လာပြီးတော့စစ်တပ်ကအင်အားအများပြားဖြစ်တင်းနေတယ်လို့သိရပါတယ်။ဖက်ကန်တိုက်ပွဲလေးလကြာပြင်းထန်နေလို့ဆစ်ချောင်ပြည်သူတွေအကူအညီတွေလိုအပ်နေပါတယ်ဒီဗရောင်းတိုက်နယ်မှာ လေသာတောင်တိုက်ပွဲကဒီစစ်ကော်မရှင်တပ်အကြဆုံးများနေတယ်လို့သိရပါတယ်ခင်ဗျာလာရှိုးအရှိမြောက်တိုင်းစစ်ဌာနချုပ်ရမခတိုင်းနယ်မှာစစ်ကောင်စီတပ်ကဂရုကျင်းနေတူဆက်သွယ်ရေးမြောင်းတွေအခိုင်အမာ ပြုလုပ်ပြီးတော့ခံစစ်ပြင်းနေတယ်လို့သိရပါတယ် ဒီမန္တလေးမှာပေါက်ကွဲမှုဖြစ်ပြီးတော့မိသားစု၃ဦးနဲ့ထိခိုက်ဒဏ်ရာရတယ်လို့သိရပါတယ်ခင်ဗျာဒီဒီသတင်းတွေကိုစူးစီးပြီးတင်ဆက်ပေးမှာဖြစ်ပါတယ်ပထမဆုံးသတင်းအနေနဲ့ဒီအကြမ်းဖက်စစ်တပ်ကပြည်သူစစ်ဗျူဟာနဲ့တိုင်းရင်းသားချင်းချင်းပြည်သူချင်းချင်းတိုက်ခိုက်သွေးဖို့တွေးထုတ်လုံဆောင်နေတယ်လို့ PIO ကပြောလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်လိုပါတယ် ကျန်းဖက်စစ်ကော်မရှင်ဟာတိုင်းဒေသဒေသတွေမှာတိုက်ခိုက်ဖို့နဲ့နယ်မြေစိုးမိုးတာတွေရရှိသေးဖို့အဓိကပြည်သူစစ်ဗျူဟာကိုပုံမှုအသုံးချလာပြီးတော့အဲ့ဒီဗျူဟာနဲ့ပြည်သူချင်းချင်းတိုင်းဒေသချင်းချင်းတိုက်ခိုက်ရေသွေးထိုးလျက်ရှိပါတယ်။ဝရတုပြည်သူစစ်ကောင်းဆောင်မင်းစီတပ်နဲ့အဖွဲ့မှလည်းစစ်တပ်ရဲ့ပြည်သူစစ်ဗျူဟာအောက်မှာဖွဲ့စည်းထားတာဖြစ်ပြီးတော့ KIA နဲ့ PDF တွေကိုတိုက်ခိုက်မဲ့တင်းနှန်းစစ်ပွဲမှာပြောဆိုမှုတွေကိုလည်းတည်ထားအကြောင်း၎င်းကပြောဆိုပါရခင်ဗျာ။ သူပြောတာကဒီကျွန်တော်အမြင်ကတော့စစ်ကော်မရှင်ကနေပြီးတော့ပြည်သူ့စစ်မဟာဗျူဟာတုံးပြီးတော့ဒီတိုင်းသားချင်းချင်းတိုက်ခိုက်ဖို့သူတို့လုထတာပေါ့ KNA ကိုစစ်တန်းတိုက်ပွဲတိုင်းမှာသူတို့တိုက်ဖို့မဖြစ်နိုင်တော့ပြည်သူ့စစ်တွေကိုအုံချတိုက်ခိုင်းတာလို့ဗိုလ်မှူးကြီးနော်ဘူးကပြောတာပါဒီအောက်တိုဘာ၁ရက်နေ့ပြုလုပ်တဲ့ဝရဆိုပြည်သူ့စစ်တင်နှန်းရဲ့တင်နှန်းစစ်ပွဲမှာစစ်တပ်လက်အောက်ခံပြည်သူ့စစ်တပ်ခေါင်းဆောင်မင်းစီတန်းက စစ်တပ်နဲ့တွဲဖက်လို့ KIA နဲ့ PDF တွေကိုတိုက်ခိုက်မှာဖြစ်တဲ့အကြောင်းထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပါတယ်အဲ့ဒါအပြင်ကချင်ပြည်နယ်ဘူရာဟုခရိုင်ခေါလံဖူးမြို့နယ်ဆော့တော်မြို့နယ်တို့မှာအောက်တိုဘာလ၄ရက်နေ့က KIA နဲ့ PDF ဆန့်ကျင်ဆန္ဒပြပွဲတွေပေါ်ပေါက်ခဲ့ပြီးတော့အဲ့ဒီဆန္ဒပြပွဲမှာစစ်တပ်နဲ့ပြည်သူ့စစ်အဖွဲ့တွေကဦးစီးလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လည်းဗိုလ်မှူးကြီးနော်ဘူးကပြောဆိုပါတယ်ပြည်သူလူထုကိုစစ်ကော်မရှင်ကသွေးထိုးတာဖြစ်တယ်တချို့တွေကိုနေသားကပေးပြီးခေါ်တယ်လို့သိရတယ် တွေးခွဲပြီးမှလုပ်တာဖြစ်ပါတယ်လို့သူကဆက်လက်ပြောဆိုတာပါလက်တလော့ကချင်ပြည်နယ်မှာဒီ KIA ကမြို့သိမ်းတိုက်ပွဲတွေနဲ့စစ်ကော်မရှင်ရဲ့တပ်စခန်းတွေကိုအပြင်းထန်ထိုးသိမ်းဆင်လျက်ရှိပြီးတော့စစ်အာဏာရှင်စန့်ကျင်ရေးတိုက်ပွဲဝင်နေတဲ့ပြည်သူ့ကာကွယ်ရေးတပ်တွေကိုလည်း KIA ကစစ်ရေးအကူအညီတွေပေးရလျက်ရှိတယ်လို့သိရပါတယ်ခင်ဗျာ။နောက် ARD ရခိုင်အစက်ကစစ်ရေးတရင်တစ်ခုကိုဆက်တင်ပြပါမယ်။ ရကတတ်တော် A ကထိုးစစ်ဆင်တိုက်ခိုက်နေပြီးတော့တိုက်ပွဲတွေပြင်းထန်နေတဲ့လေးမျက်နှာမြို့နယ်ကိုစစ်ကောင်စီတပ်ကရန်ကုန်နဲ့ AOD တိုင်းကစစ်မှုထမ်းတင်နန်းစင်းတွေဇက်တိုက်ပုတ်ပြီးတော့ခုခံနေရပါတယ်။အောက်တိုဘာ17ရက်မနေ့ဝီလီဝီလင်းကအမိုးအုပ်စစ်ကအစီ20ကျော်ဟာဇလွန်နဲ့ဟင်္ဒရာမြို့ကိုဖျက်ပြီးတော့လေးမျက်နှာမြို့ဘက်ကိုမောင်းသွားပါတယ်။မိုးမလင်းကဝီလီဝီလင်းမှာခက်မြမြမောင်းသွားတာဟင်္ဒရာမှာလမ်းမပြီးဝင်သွားလို့မြို့ထဲလမ်းမှာပိတ်ဆို့နေသေးတယ်။ ကားပေါ်မှာစစ်တနန်းသိန်းတွေအများကြီးပါလာတယ်လို့ဟင်္ဒရမြို့ဒီလေတော်ရက်ကဒေသခံတို့ကပြောပါတယ်ခင်ဗျာအဲ့ဒီနေရာတွေမှာစစ်ကောင်စီတပ်ရဲ့တံပြန်ထိုးစစ်တွေကြောင့်နေတိုင်းနေပါတိုက်ပွဲတွေဖြစ်နေတယ်လို့ဆိုပါတယ်လေးမျက်နှာမြို့နယ်ဟာအယောက်တွေတိုင်းတက်ကဟင်္ဒရအင်ကပူရေကြည်မြို့နယ်တွေအပြင်ရခိုင်ပြည်နယ်နဲ့လည်းဆက်ဆံနေပါတယ်အဲ့ဒီကစစ်ကောင်စီစကန်းတွေကိုဇွန်လမှာအေအေနဲ့ပူးပေါင်းတပ်တွေက စတင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ် လေးမျက်နှာမြို့နယ်ထဲမှာဆက်ဆက်อยู่ကြေးရွာအပါအဝင်စခန်းတချို့ကိုအေအေနဲ့ပူပေါင်းတပ်တွေကသိမ်းယူထားတာဖြစ်ပါတယ်။လေးမျက်နှာမြို့နယ်နိုင်ငံဗျူဟာနဲ့ညောင်ကျိုးဗျူဟာဂုံးတွေမှာတိုက်ပွဲတွေပြင်းထန်နေတဲ့အကြောင်းအေအေကအတိပေးထားပြီးတော့ဟိုအသေးစိတ်ထုတ်ပြန်တာတော့မရှိသေးပါဘူးခင်ဗျာ။ ဒီစစ်ကောင်စီတပ်ကဆုံးရှုံးထားတဲ့တရင်တပ်မဌာနချုပ်တိုင်းဌာနချုပ်တွေအပါအဝင်စစ်ရေးနိုင်ငံရေးအရာအချက်ချကြပြီးတော့ဒီနေရာတချို့မြို့ရပ်ရွာတွေကို ပြန်လည်သိမ်းပိုက်ဖို့နိုင်ငံနဲ့ထိုးစစ်တွေပြုလုပ်နေကြောင်းနဲ့ဒီ AR တိုင်းတဲ့ကလေးမျက်နှာမြို့နယ်မကွေးတိုင်းတဲ့ကနတ်ရည်ကန်ဗျူဟာပဲခူးတိုင်းတဲ့ကညောင်ကျိုးဗျူဟာဂုံးတွေမှာတိုက်ပွဲတွေဖြစ်နေတယ်လို့ AA ကအောက်တိုဘာ10ရက်ညမှာထုတ်ပြန်ထားပါတယ်ခင်ဗျာ။ အနောက်မန္တလေးမှာပောက်ကွဲမှုဖြစ်တယ်ဆိုတဲ့သတင်းကိုဆက်တင်ပြပါမယ်။မန္တလေးမြို့ပြည်ကြီးတကွန်မြို့ဒီစာလုံးရက်ကွက်မှာမနေ့ကအောက်တိုဘာလ17ရက်နေ့ကင်းပိုင်း3နာရီခွဲလောက်ကပောက်ကွဲမှုဖြစ်ပြီးတော့မိသားစုဝင်3ဦးထိခိုက်ဒဏ်ရာရသွားတယ်လို့မြို့ကန်ဒေသကနေပြီးတော့သိရပါဗျ။ပောက်ကွဲမှုကတော့ပြည်ကြီးတကွန်စလုံးရက်ွက်123လမ်းနဲ့124လမ်းကြား94ပြီလမ်းမှာဖြစ်ခဲ့တာပါ။ ဖြစ်စဉ်ကတော့ပယံအလို့လုတဲ့မြို့သားကရှမ်းပြည်မြောက်ပိုင်းနောင်ချိုစေးယုံမှာစေးယုံပြင်စင်ရေးလုတ်ကန်ရင်နဲ့ဒီစွန့်ပစ်တန်တူတန်သာအထုပ်ကိုမန္တလေးကိုယူဆောင်ခဲ့တာမှာအိမ်မာနေထိုင်တဲ့တခြားမြို့သားကအထုပ်ကိုဖွင့်ကြည့်ပြီးတော့ဒီတရုတ်လုတ်ကျိုးဆွဲလက်ပစ်ပုံးလို့ယူဆရတဲ့အရာကိုကံရကနေပြီးတော့ပောက်ကွဲမှုဖြစ်ခဲ့တာလို့သိရပါတယ်ခင်ဗျာအတန်ကတော်တော်လေးကျယ်တဲ့ရဲတွေပြူတွေရောက်လာတော့ဒါပဲ တန်ရတဲ့သူတွေကိုလူမှုရေးအသင်္ကားနဲ့ခေါ်သွားတယ်လို့ရက်ွက်နေပြည်သူတဦးကပြောပါရယ်။ပောက်ကွဲတာကြောင့်အထုတ်ဖွင့်ကြည့်တဲ့အမျိုးသားနေအိမ်မှာရှိနေတဲ့သူ့ရဲ့ဇနီးနဲ့73နှစ်အရွယ်သမီးဖြစ်သူတို့ထိခိုက်ဒဏ်ရာရခဲ့ပါရယ်။ဒဏ်ရာရသူ3ဦးကိုမန္တလေးစစ်ရုံးကြီးကိုပို့ဆောင်ထားတယ်လို့လည်းသိရပါရယ်။မန္တလေးကိုပြစ်မှတ်ထားဝါရဖြန့်တဲ့စစ်တပ်ဝါရဖြန့် channel မှာတော့တန်တူတန်သာအထုတ်ကိုဖွင့်ကြည့်တဲ့အမျိုးသားဟာတန်လုံးမှာကျိုးတက်ထားတဲ့အရာကိုတရုတ်လက်ပစ်ဘုံမှမသိပဲ ကျိုးကိုဆွဲကြည့်ရာကမိခိုးတွေထွက်လာလို့ရေချိုးကမ်းပက်စီကိုလွှင့်ပစ်ခဲ့တဲ့အခါမှာတော့ရေချိုးနေတဲ့ဇနီးနဲ့သမီးတို့ဘုံစအထိမှန်ခဲ့တာလို့ဖြန့်ဝေထားပါတယ်ခင်ဗျာ။နောက်ဖကန်ဘက်ကဒီတိုက်ပွဲကြောင့်ဖြစ်လာတဲ့အခြေအနေကိုဆက်ပြီးတင်ပြပါမယ်။ တချင်ပြည်နယ်ဖက်ကမ်းမြို့နယ်အတွင်းမှာတိုက်ပွဲတွေဖြစ်ပွားနေပြီးတော့စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်တာတွေကြောင့်ပြည်သူတွေဘေးကင်းလုံခြုံရာတင်းရှောင်နေကြပြီးတော့အကူအညီတွေလိုအပ်နေတယ်လို့ကချင်လွတ်လပ်ရေးတပ်မတော် KIA သတင်းပြန်ကြားရေးဌာနကအောက်တိုဘာလ17ရက်ညပိုင်းမှာသတင်းဖော်ပြပါတယ်ခင်ဗျာ။ KIA တပ်မကိုအမှတ်6တပ်ရင်းနယ်မြေအတွင်းမှာဒီစစ်ကောင်စီဘက်ကအင်အားလုံးရင်းနဲ့ထိုးသစ်ဆင်လာလို့အော်တိုဘာလအတွင်းတိုက်ပွဲတွေပိုပြင်းထန်လာတဲ့အကြောင်းအသိပေးခဲ့ပြီးတော့စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုအခြေအနေတွေကိုလည်းဖော်ပြခဲ့ပါတယ်။ဒီဖက်ကန်မျိုးနယ်ကိုစစ်ကောင်စီတပ်ကအော်တိုဘာ9ရက်အော်တိုဘာ10ရက်တွေမှာလေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုအကြိမ်ပေါင်းများစွာလုပ်ခဲ့တယ်လို့ဖက်ကန်တပ်မကုန်းကလည်းစစ်ကောင်စီကလက်နက်ကြီးပစ်ခတ်ခဲ့တယ်လို့လည်းဆိုပါတယ်ခင်ဗျာ။ ရှစ်ကောင်တီဟာဇွန်လကနေအင်အားတိုးချက်ကဒီရန်တန်ပြစ်ခတ်တာလျင်နဲ့ဘုံကျဲတာကြောင့် KIA ပူပေါင်းတက်နဲ့တိုက်ပွဲလေးလကြာပြင်းထန်ခဲ့ပါတယ်ဒေသခံပြည်သူတွေလုံခြုံရာထွက်ပြေးတင်းချောင်နေရပြီးတော့စစ်ဝတ်နေရေးအကူအညီတွေလိုအပ်နေတဲ့အကြောင်းလဲ KIA သတင်းပြန်ကြားရေးဌာနကပြောပါတယ်ဒါအပြင် KIA သိမ့်ပိုက်ထားတဲ့ကချင်ပြည်နယ်ဆော့လော်မြို့နယ်လမ်းဆဲဒေသကိုလည်းအခုရက်ပိုင်းမှာတိုက်ပွဲမရှိဘဲစစ်ကောင်တီကလေကြောင်းဘုံကျဲခဲ့တယ်လို့ဆိုပါတယ် လန်ဆယ်ဒေတာကိုစစ်ကောင်စီတပ်ကအောက်တိုဘာ10ရက်မွန်းလွဲပိုင်းမှာလေကြောင်းတိုက်ခိုက်ခဲ့လို့အယက်သားတေဆုံးပြီးတော့ထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်စက်တင်ဘာလအတွင်းကလည်းလန်ဆယ်ဒေတာကိုစစ်တပ်ကလေကြောင်းဘုံကျဲခဲ့လို့ကလင်းငယ်အပါဝင်ပြည်သူတေဆုံးထိခိုက်မှုတွေရှိခဲ့ပါတယ်ဒီ KIA နဲ့စစ်ကောင်စီတပ်ဟာဗမော်နဲ့ဝိုင်းမော်မှာလည်းတိုက်ပွဲတွေဆက်ရှိနေပြီးတော့ဝိုင်းမော်ကစစ်ကောင်စီတပ်ဆွဲနေရာတချို့ မောကစစ်ကောင်စီတပ်ဆွဲနေရာတချို့ကို KIA ပူးပေါင်းတပ်ကအခုအောက်တိုဘာလအတွင်းမှာတိုက်ခိုက်သိမ်းယူထားနိုင်ပါတယ်ခင်ဗျာနောက်သတင်းတစ်ပုဒ်ကတော့ပဲခူးရခိုင်အဆက်ကဒီလေသာတောင်တိုက်ပွဲမှာစစ်ကောင်မရှင်တပ်ကအကြဆုံးနေများနေပါတယ် စစ်ကော်မရှင်ထိုးစစ်ဆင်နေတဲ့ဘကိုးတိုင်းဗရောင်းမြို့နယ်လေသာတောင်တိုက်ပွဲမှာထိခိုက်ဒေဆုံးတာတွေများပြီးတော့အလောင်းတွေဆွဲပြေးနေရတာကိုမပေါက်ကြားဖို့အတွက်စစ်သုံးကအုံပြုဖို့ပြင်ဆင်နေတဲ့အကြောင်းသိရပါပါတယ်ခင်ဗျာစစ်ကော်မရှင်ဟာ၎င်းတို့ဆုံရှုံလိုက်ရတဲ့လေသာတောင်ရှိစစ်စခန်းကိုပြန်လည်ရရှိဖို့အတွက်ဆိုပြီးတော့အော်တိုဘာလ6ရက်နေ့ကစလို့စစ်ကြောင်းထိုးလာရမှာအရကတက်တော်အီတပ်ဖွဲ့တွေနဲ့တိုက်ပွဲဖြစ်ပွားပြီးတော့အလောင်းတွေဆွဲပြေးခဲ့ရတာဖြစ်ပါတယ် ကာနတိခေါ်ထားတာကအင်အားပြည့်ဖို့မဟုတ်ပါဘူးအလောင်းကောက်ဖို့ဖြစ်ပါတယ်လူမှုကူညီအသင်းပိုင်ရင်တွေနဲ့လောင်းတွေတင်လို့သတင်းပေါက်ကြားပါတယ်ဆိုပြီးသူတို့ကားတွေနဲ့အသင်းပြင်ထားတယ်လို့ဒီစစ်ရေးသတင်းအရင်းမြစ်ကအေယော်ဒီတိုင်းသတင်းဌာနကိုပြောဆိုထားတာဖြစ်ပါတယ်စစ်ကော်မရှင်တပ်ဟာတည်ဆုံတိုက်ပွဲဝင်အလောင်းတွေနဲ့ဒီထိခိုက်ဒဏ်ရာရှိသူတွေကိုတည်ဆောင်ဖို့အတွက်ဆိုပြီးတော့အနီးနားကျေးရွာကလူမှုကူညီကားတွေကိုအရေးပေါ်အသုံးပြုတာမှာပြင်ပကိုသတင်းပေါက်ကြားတယ်လို့ဆိုကား ဒီတိုက်ပွဲကအလောင်းတွေကောက်ယူဖို့စစ်သုံးမော်တော်ယာဉ်နှစ်စီးကိုအသင့်ပြထားတယ်လို့သတင်းရင်းမြစ်တွေထံကနေသိရပါဗျ။အဲ့ဒီအလောင်းတွေဖို့ကားနှစ်စီးကိုအုံရှိပင်တရစစ်စည်းကိတ်မှာအသင့်အနေထားနဲ့ထားရှိတယ်လို့လည်းသိရပါဗျ။စစ်ကောင်ရှင်စစ်ကြောင်းကပြီးခဲ့တဲ့အော်တိုဘာလ10ရက်နေ့ကဆင်လန်စခန်းကနေလို့လေသာတောင်ဘက်ကိုခြုံခိုထွက်လာတာမှာအေအေနဲ့ထိတ်တိုက်တွေ့ပြီးတော့စစ်ကောင်ရှင်တပ်ဖွဲ့ဝင်20လောက်တိစုံခဲ့ပါဗျ။ ဒီကြံတဲ့သူတွေကိုဝိုင်းတွဲလျင်နဲ့ဘုံကျဲပြစ်ကူပေးယူပြီးတော့ကဲထုတ်ပေးရကြောင်းလည်းသိရပါတယ်ခင်ဗျာဒီစစ်ကောင်မကျင်ဟာညောင်ကျိုးစကတ်နဲ့တောင်ကုလမ်းကြောကိုပြန်လည်ရရှိဖို့အတွက်ထုံထုံအင်အားအလွန်ကျုံသုံးကစစ်ကြောင်းထိုးနေရမှာညောင်ကျိုးနဲ့တောင်ကုကြားမှာစစ်ကောင်မကျင်တပ်ဖွဲ့တွေအစုလိုက်ပြုံလိုက်တေဆုံးခဲ့တယ်အဲ့လိုတေဆုံးတာတွေကိုဖုံးပိထားဖို့အဲ့ဒီလမ်းကြောင်းကဖြတ်တန်းသွားလာသူတွေကိုပါ ဖန်စီတာတွေရှိတဲ့အကြောင်းဒေတာတွင်းသတင်းရင်းမြစ်တွေထံကနေပြီးတော့သိရှိရပါတယ်ခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်ကတော့ဒီစစ်ကော်မရှင်ကလကနီနီရထားတဲ့လာရှုံးမှာစစ်ရေးပြင်းစင်းနေတယ်ဆိုတဲ့သတင်းကို တင်ပြခြင်းပါတယ် စစ်ကောင်စီတပ်ပြန်ထိန်းချုပ်ထားတဲ့ရှမ်းမြောက်လာရှိုမြို့အခြေစိုက်အရှိမြောက်တိုင်းစစ်ဌာနချုပ်ထဲမှာစစ်ကောင်စီတပ်ကဂရုကျင်းဆက်သွယ်ရေးမြောင်းတွေအခိုင်မာလုပ်ပြီးတော့ခံစစ်ပြင်းနေတယ်လို့ရမခတိုင်းတွင်းကအခြေအနေကိုသိတဲ့စစ်ရေးသတင်းရင်းမြစ်တူကပြောပြပါရယ်ခင်ဗျာဒီရမခတိုင်းတဲမှာအင်အားယာနဲ့ချီအုံပြုပြီးတော့ဂရုကျင်းဆက်သွယ်ရေးမြောင်းနဲ့ဘန်ဂါတွေကိုအခိုင်မာပြုလုပ်ထားပြီးတော့လက်နက်ကြီးနဲ့ဟာဝေဇာလက်နက်ကြီးတွေကိုလည်းဒီပြစ်ခတ်ဖို့အသင့်ပြင်ထားတယ်လို့လည်းဆိုပါရယ်ခင်ဗျာ ဒီကောင်တွေတိုင်းထဲမှာ group ချင်းဘန်ကာဆက်သွယ်ရေးမြောင်းတွေကောင်းကောင်းတူးထားတဲ့အခြေအနေဘယ်လိုလာမလဲမသိရဘူးဒီကောင်တွေဒီဘက်ပြင်ရင် MNDAA ကိုပါပြန်ချမယ်ထင်တယ်ဟော်ဝစ်တာလက်နက်ကြီးရော ပြင်ဆင်ထားတယ်လို့လာချိုမြို့ကစီရေးတရင်ရင်းမြစ်တူကဒီရွှေပြည်မြေတရင်ဌာနကိုပြောဆိုထားပါတယ် တရုတ်နိုင်ငံရဲ့ဂျာဝင်စစ်သားမှုကြောင့်ကိုကန့်တက်မတော် MNDA ထိန်းချုပ်ထားတဲ့လာရှိုမြို့ပေါ်ကနေရာတွေကိုပြီးခဲ့တဲ့အီဗီလာထဲမှာစစ်ကောင်စီထံပြန်လွှဲပြောင်းပေးခဲ့ရတာဖြစ်ပါတယ်။ဒီလာရှိုမှာလက်ရှိဒီစစ်ကောင်စီတပ်အင်အားထောင်ချီရောက်ရှိနေပြီးတော့စစ်စေးရေးဂိတ်တွေကိုလည်းရှေ့ဘက်ကိုတဖြည်းဖြည်းနဲ့တိုးလာနေပြီးတော့ကိုကန့်တက်ထိန်းချုပ်ထားတဲ့မြို့ချောင်းလမ်းအနီးထိရောက်ရှိလာနေပြီလို့သိရပါတယ်။ ဒါအပြင်လာချုံမြို့ထဲမှာထောင်လန်းရေးဆရာဖအဖွဲ့တွေလည်းယာနဲ့ချီရှိနေပြီးတော့အဲ့ကနေတဆင့်ညီနောင်၃ဘွဲ့ထိန်ချုပ်ထားတဲ့မြို့တွေဘက်ကိုဆီလွတ်ထားနေတယ်လို့ဖန်တီးခံထားရတဲ့ထောင်လန်းရေးတွေကထွက်ဆိုထားပါတယ်။ဒီလက်ရှိမှာတော့လာချုံမြို့တွင်မှာ၁၂ရက်ကွယ်ကူတာစစ်ကောင်စီကထိန်ချုပ်ခွင့်ရပြီးတော့မြို့ဘေးကနေရာအလုံးကိုကိုကန့်တက်ကဝိုင်းဝန်းပိတ်ဆို့ထားတာဖြစ်ပါတယ်။ ဒီတစ်ဖက်မှာလည်းကိုကန့်တက်ထိန်ချုပ်ထားတဲ့သိန်းနီမျိုးကိုစစ်ကောင်စီကပြန်တောင်းနေပြီးတော့ကိုကန့်တက်ဘက်ကခုချိန်ထိလက်ခံချက်မရှိသေးဘူးလို့သိရပါတယ်ခင်ဗျာ နောက်သတင်းတစ်ပုဒ်ကတော့ဒီမွန်နဲ့ကရင်ပြည်နယ်အဆက်မှာဒီရွာတရွာဘုံကျဲခံပြီးတော့ကြောင်းသား၅ဦးတည်ဆုံပြီးတော့ကိုဦးတန်ရရတဲ့ဆိုတဲ့သတင်းကိုဆက်တင်ပြပါမယ်။မွန်ပြည်နယ်ဘီလင်းမြို့နယ်က KNU တပ်မတစ်ထိန်ချုပ်တဲ့နေရာ ပြင်းမပင်စိတ်ရွာကိုအော်တိုဘလ9ရက်ညပိုင်းကစစ်ကောင်စီလေတပ်ကဘုံကျဲတာကြောင့်ចောင်းသား9ဦးတေဆုံးပြီးတော့9ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ KNU တထုံခိုင်ကသတင်းထုတ်ပြန်လာပါတယ်။မွန်ပြည်နယ်နဲ့ကင်းပြည်နယ်အစမှရှိတဲ့ပြင်းမပင်စိတ်ရွာအနောက်ဖက်ချမ်းကိုအော်တိုဘလ9ရက်ညပိုင်း8နာရီ10မိနစ်ကလေရင်နဲ့ဘုံကျဲသွားတာပါ။အဲ့ဒီလေကြောင်းတက်ခတ်မှုအတွင်မှာနေအိမ်ဆက်တလုံးနဲ့ထိခိုက်ပျက်စီးခဲ့ရတယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ တည်ဆုံးသူတွေဟာအသက်အရွယ်အားဖြင့်တော့6နှစ်ကနေ12နှစ်အရွယ်တွေဖြစ်ကြပါတယ်။ဒယန်ရသူ9ဦးရဲ့အသေးစိတ်အချက်အလက်တွေတော့ခုချိန်ထိမသိရသေးပါဘူး။အော်တိုဘာ10ရက်မနေ့ပိုင်းမှာလည်း KNU တပ်မလေးထိန်းချုပ်နယ်မြေထိခီးကျေးရွာထဲမှာဘုံကျဲတက်ခိုက်လာတယ်လို့လည်းသိရပါတယ်ခင်ဗျာ။ဒီပိကရဲရပိုင်းကတော့ဖာပုံခရိုင် KNU တပ်မှ9နယ်မြေတဲကိုစစ်ကောင်စီတပ်ကလေကြောင်းတက်ခိုက်တာမှာကျောင်းသူတချို့ထိခိုက်ဒဏ်ရာရခဲ့တယ်လို့တပ်မှ9ကသတင်းထုတ်ပြန်ထားပါတယ်ခင်ဗျာ။ အော်တိုဘာလာစနေနေ့နေကင်းမိုင်းတင်ပြပေးတဲ့သတင်းတွေကတော့ဒီများသာပဲဖြစ်ပါတယ်ခင်ဗျာကြည့်ရှုပေးတဲ့အတွက်အများကြီးကိုကျေးဇူးတင်ပါတယ်